ဒါလေးတူကပါဇက်ထက်မထက်ခင်အချိန်လေးတော့တာတန်ရှင်းတယ်လို့သတ်မှတ်တယ်ပါဇက်ထက်ချက်ပြီးရင်ဟောကထက်လိုက်ပြီးရော့ကက်စားလာတဲ့ဘူးစားလို့ဟုတ်ပါဘူးဗျာဒီမတိတဲ့ကလေးလေးတွေစားကောင်းတာမတိရင်ဘယ်လိုမှထိုင်ခွင့်ပြုလို့စားအောင်လို့ဘူးနော်ဟုတ်ပါဘူးဒါလေးလိုလိုညွန်လို့လားကြိုက်လို့လားမဟုတ်ပါဘူးဗျာညွန်ပြားတော့တယ်လည်းမရှိကြဘူးအဲ့ဒါလေးတွေးခိုင်းတာအတုပပညာကအဲ့ဒါလေးကိုကြည့်ခိုင်းဟုတ်ပါဇက်ထက်နဲ့ရောက်သွားတယ်ခကြီးရဲ့စင်ကြရာကြည့်ရတော့လူကြီးရဲ့ဇက်ထက်မှာဒလွေးတွေရှိတယ်။ဒါမှလည်းဇက်ထက်မှာရှိတော့မြို့မမကျော်ဘူးမြို့ချနေတာလည်းကိုယ်တည်းလေးကို မယုံကြည်ကလည်းတွေးကြည့်ပြန်တော့မလားဆိုရင်တော့ပါမလားမှန်ပါဗျာဟုတ်ပါပဲဟုတ်ပါချက်ချင်းကြီးပြတ်သွားတာနဲ့တကယ်နဲ့အားတူပါချက်ပါဟုတ်တယ်မှန်ပါဗျာဘာမှမတူတဲ့နေနဲ့ကြည့်လိုက်ပါအမလီဘောင်းပေါ်ကြတော့အရောင်မျိုးမျိုးဆိုးတယ်နော်အနေကနေပြီးတော့ချွေးရောင်ပေါ်ကျလာတယ်အနေကချွေးရောင်ပေါ်ကျလာတယ်နော်အရောင်မျိုးမျိုးဆိုးတယ်တပင်ပေါ်အဲ့ဒီအရောင်မျိုးမျိုးဆိုးပြီးတော့တက်တာကလုပ်နေတယ်တပင်မွေးလေးကျတယ်တပင်ကလည်းမတွေ့ဘူးဘယ်လိုလုပ်စားမလားဖြစ်မှာဖြစ်ပါဘူးဟုတ်တပင်ကလည်းသူ့နေရာသူ့နေရင်တော့ ဟုတ်တယ်အောင်လို့ရှိတယ်။တခြားနေရာရောက်လာရင်သူကဆုံးဖြတ်ပစ္စည်းတွေပါမှာတော့ဘူး။မှန်ပါဗျာ။ကဲအဲ့တော့မဖြစ်တယ်ဘူးဆိုတာမသိသားလို့။မှန်ပါဗျာ။ဒါနဲ့ဒီသေးလေးကလည်းလက်ပေါ်မှာရှိနေတဲ့အချိန်မှာအယောင်ပြုလို့ဆိုဒီဆိုပြုဆိုအမဲဆိုအရာဆိုဆိုအယောင်ပြုလို့ဆိုလက်ပေါ်မှာကဲလက်ကနေပြီးချုပ်လိုက်တဲ့လက်သေးလေးတွေကသိခါနေ။မှန်ပါဗျာ။သိခါတော့လူခန္ဓာကိုတက်ပါတယ်တဲ့။အဲ့တော့တက်ပါတဲ့လက်သေးလေးရဲ့လက်ပေါ်မှာရှိနေတဲ့လက်သေးဟာအတူတူပါပဲ။အတူတူပဲ။နားနေတူတူပဲဒီတိုင်းနဲ့ တို့တော့လူကြီးရဲ့စိတ်မှာကျတော့ကွာချပါမယ်ဟုတ်ကဲ့အဲ့ဒီသဘောတွေကိုစဉ်းကျင်စဉ်းစားပြီးတာဟာအာရုံကြောင့်နေလို့ပေါ့